ခြံဝင်းအကျဲကြီးနဲ့ဒူရင်သီးခြံစည်းတစ်ခြံကိုပိုင်ဆိုင်ထားကြောင်းထုတ်ကြွလာတဲ့နေဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်ကြေဆွလိုက်ပါရယ်။နေစမ်းရဲ့ချမ်းသာကြွားမှုတွေကအခုနောက်ပိုင်းမှာဆိုရင်တော့တဖြည်းဖြည်းချင်းမြင်တွေ့လာနေရတာဖြစ်ပါရယ်။နေဘက်က ပုံမှန်အခြေအနေသာရှိတဲ့လူငယ်တယောက်ကအခုဆိုရင်တော့ဒိန်းပေါင်းထောင်ကျော်ကိုဖြုံးဖို့အတွက်သုံးနိုင်တဲ့အခြေအနေအထိကိုရောက်ရှိလာခဲ့တာဖြစ်ပါရယ်။နေစမ်းကချမ်းသာလာကြောင်းကိုတိုးဝက်ထားတတ်သူမဟုတ်ဘဲနဲ့ရှိလာအကုန်ထုတ်ကြွားတတ်တာမို့လူအများကလည်းသိရှိကြရတာဖြစ်ပါရယ်။ နေဆန်းက branded မျိုးစုံဆိုရင်လည်းတနေ့တမျိုးမရိုးရအောင်ဝယ်ဝတ်နိုင်နေရဖြစ်ပါတယ်။ဒါအပြင်တထည်ကြီးတွေသုံးဖြုံးနိုင်တဲ့ခီးစင်တွေဆိုရင်လည်း ကိုရိုင်းသွားပြီးတော့သုံးနိုင်ဖြုံးနိုင်နေရဖြစ်ပါတယ်။လေဆဲလျောက်အခုလိုမျိုးသုံးဖြုံးနေတယ်ဆိုတာသက်ဆန်နေရအရန်ကိုပေါများလာတာကြောင့်ဖြစ်ပါတယ်။ဆယ်လီဖြစ်လာတဲ့နောက်ပိုင်းမှာနေဆန်းကစာတိရွာမှာမြေခွက်တွေဆိုလဲအများကြီးဝယ်ထားနိုင်ခဲ့ပါတယ်။မိဘတွေကစိုက်ပျိုးရေးသမားတွေဖြစ်တာကြောင့်ခြံတွေမှာသီးပင်စားပွင့်တွေအများကြီးစိုက်ပျိုးထားတာပါ။ဒါအပြင်အခုဆိုရင်ဒူးရင်ပင်တွေပါစိုက်ပျိုးထားပြီဖြစ်ပါတယ်။နေဆန်းတို့က ဒူရင်ဖြစ်ထုံးတဲ့မော်လမြိုင်စာတိဖြစ်တာမို့ဒူရင်ဒီစိုက်ပျိုးရေးလုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။နေဆန်းကကိုပိုင်ဝယ်ထားတဲ့ချမ်းမှာပဲဒူရင်ဒီကိုအပင်ငယ်ကစပြီးတော့စိုက်ပျိုးနေတာဖြစ်ပါတယ်။အပင်ငယ်ကနေတစ်ဆင့်ချင်းပျိုးထောင်သွားမှာဖြစ်ပြီးတော့ဒူရင်ခြံစည်းတစ်ခြံဖြစ်အောင်ပျိုးထောင်နေတာဖြစ်ပါတယ်။နေဆန်းကတော့တခြားအလုပ်တွေတစ်ဖက်ရှိသေးတဲ့အတွက်ဒူရင်ခြံကို ဖခင်ဖြစ်သူကသာဦးစီးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့နောက်နှစ်အနေငယ်ဆိုရင်တော့နေဆန်းကဒူရင်ခြံပိုင်ရှင်ကြီးဖြစ်လာတော့မှာဖြစ်ပါတယ်။ ်ဒူရင်ကလုပ်ငန်းအစပြုလိုက်ပြီဆိုရင်နောက်ထပ်ခြံနေပွားဖို့လည်းလွယ်ကူလာပါတယ်ဒါကြောင့်မို့အနေစမ်းတယောက်တနိုင်ငံလုံးကိုဖြန့်ဖို့ဒူရင်ခြံနေအများကြီးတိုးချက်စိုက်ပျိုးမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်နေစမ်းကဒူရင်ဒီစားရတာအရန်ကြိုက်တဲ့သူပါဒူရင်ဒီစေးကရွှေထက်တောင်ရှားနေရတောင်နေတိုင်းလိုလိုဒူရင်ဒီကိုမြေရေရှက်ရေကို စားသုံးနေရဖြစ်ပါတယ်ဒူရင်ဒီကိုသာဆွဆွမြဲမြဲကြိုက်တာမို့သူကြိုက်တဲ့အရာနဲ့သာစီးပွားရေးလုပ်လိုက်တာဖြစ်ပါတယ် ဒူရင်သီးခြံကြီးစိုက်ထားသလိုဒူရင်သီးမိတ်ကတ်တွေလည်းရောင်းချနေတာဖြစ်ပါတယ်။နေစမ်းမှာဒူရင်ခြံကြီးတစ်ခုတည်းသာရှိတာမဟုတ်ဘဲတချောင်းစိုက်ပျိုးရေးခြံတွေလည်းအများကြီးပိုင်ဆိုင်ပါတယ်။နေစမ်းလို့ကနေဘက်မှာခြံတွေတစ်ခြံပြီးတစ်ခြံဝယ်ထားတာပါ။မိဘတွေကအေးအေးဆေးဆေးသာနေကြတဲ့အတွက် စိုက်ပျိုးရေးလုံရင်းနဲ့အချိန်ကုန်ကျင်တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီပြည်နေအများကြီးစိုက်ထားတာဖြစ်ပါတယ်။ဒီဆန်းကဒီနေ့အတော်အတွင်းမှာတော်တော်လေးကိုစူးစမ်းလာနိုင်ခဲ့ပါတယ်။ဆယ်လီဖြစ်လာပြီးတဲ့အချိန်မှာရန်ကုန်မြို့မှာတုံးတက်တိုက်ခွဲကြီးကိုလည်းစောက်ထားနိုင်ခဲ့ပါတယ်။ မိဘတွေကမြို့မှာမနေချင်တာကြောင့်နေဘက်မှာနေချင်တယ်ဆိုတာကြောင့်လဲနေမှာဧကအမြင့်အများကြီးကိုဝယ်ပြီးတော့ညီနီယာချင်းကြီးတွေဝယ်ပြီးတော့အိမ်ပြန်ဆောက်ပေးထားခဲ့တာဖြစ်ပါတယ်။နေဆက်အချင်တွေဝယ်ပြီးတော့စုဆောင်းထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ရှိတဲ့အချင်မှာဒူရင်ပင်တွေစိုက်ပြီးတော့ တို့ရင်ခြံကြီးပါပိုင်ဆိုင်လာပြီဖြစ်ပါတယ်။အချိန်ခဏအတွင်းမှာချမ်းသာကြွယ်ဝလာတဲ့နေဆန်းကိုတော့အားကျပြီးရင်အားကျနေရတာဖြစ်ပါတယ်။ခြံဝင်းအကျယ်ကြီးနဲ့တို့ရင်ခြံကြီးတစ်ချံကိုပိုင်ဆိုင်ထားကြောင်းထုတ်ကြွလာခဲ့တဲ့နေဆန်းအပေါ်ဘရိတ်တူရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းဘရိတ်တူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရဲ့တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။